Hello everyone, I am teacher Tengdalia. Today, I will teach you grade 9 English unit 10 lesson 1. Where are they? After this lesson, UL Galton တို့ဒီသင်ခန်းစာလေးကိုသင်ပေးပြီဆိုရင်တော့တအားသမီးတို့ကဘာလေးသိသွားမလဲဆိုရင်ပထမဆုံးတစ်ချက်ကတော့ talk about the things required for international travel international ကိုဒီချက်တွေ travel သွားရောက်လေးလည်ပတ်တော့မယ်ဆိုလို့ရှိရင်ဘယ်အရာဝတ္ထုတွေကိုဒီချက်တွေဘယ် things တွေကိုပအောင်ယူသွားရမလဲဆိုတာတွေကိုသိလာမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ talk about currency of different countries and currency code အဲ့တော့ဒီချက်တွေတခြားနိုင်ငံတွေဒီချက်တွေဒီချက်တွေနိုင်ငံမဟုတ်တဲ့အခြားသောနိုင်ငံတွေမှာသုံးစွဲတဲ့ငွေကြေးတွေရဲ့အဲ့ဒီငွေကြေးတွေအတွက် code တွေရဲ့ကိုလည်းဒီချက်တွေသိလာမှာပဲဖြစ်ပါတယ် နော် lesson 1 where are they သူတို့ပြန်มาလေအဲ့တော့ဒီဘိုင်းမှာဆိုရင်တော့တချို့က international ကို travel ခရီးသွားကြမှာပါအဲ့မှာအဲ့အတွက်တချို့တွေ buying flight ticket လေးရင်လက်မှတ်တွေဝယ်မယ်ပေါ့နော်ပထမဆုံးဘိုင်းကတော့ vocabulary ဘိုင်းလေးပဲဖြစ်ပါတယ် complete the sentence using the words and phrases in the box box ထဲမှာပေးထားသော words စကားလုံးတွေ phrases တွေနဲ့ sentence တွေတွေကိုဖြည့်ပေးပါတဲ့အဲ့တော့ box ထဲမှာပါတာလေးကိုတချို့အရင်လေ့လာရအောင်နံပါတ် A ကတော့ passport နိုင်ငံကူးလက်မှတ်ပဲဖြစ်ပါတယ် နံပါတ်2ကတော့ Airport Terminal နဲ့ ဘတ်တာမင်နယ်ဆိုတာကတော့ကျွန်တော်လေဆိပ်ကိုရောက်တဲ့ခါမှာလေယာဉ်မထွက်ခွာခင်ကျွန်တော်ဒီခဏတစ်ဖြုတ်နားနေရမယ့်နေရာကို airport terminal လို့ခေါ်ပါတယ်။နံပါတ်စီကတော့ arrival gate arrival gate ကတော့ဆိုင်ရောက်ကပြပါ။နံပါတ်2 duty free shop duty free shop ကတော့လေဆိပ်မှာဖွင့်ထားတဲ့ဆိုင်လေးတွေပါသူတို့ကအခွန်မပေးရပါဘူးအခွန်ကင်းလွတ်တဲ့ဆိုင်လေးတွေဖြစ်ပါတယ်နော်နံပါတ်1ကတော့ boarding pass boarding pass ကတော့လေယာဉ်ပေါ်တက်ခွင့်ရတဲ့ကပ်ပြားပေါ့နော်ဒီကပ်ပြားလေးပါမှလေယာဉ်ပေါ်တက်ခွင့်ရမှာပါနံပါတ် F ကတော့ captain လေယာဉ်မှုပဲဖြစ်ပါတယ်ကျွန်တော် sentence တွေကိုကြည့်အောင်နော် number 1 a သို့မဟုတ် an နဲ့ blank is an official document တရားဝင် things တခုဖြစ်ပါတယ် with personal information အဲ့မှာတကယ်ရဲ့ကိုရေးချက်လက်တွေကိုရေးထားတယ် and a photograph ဓာတ်ပုံလည်းပါတယ် issue by a government ကနေထုတ်ပေးထားတာပါတယ် to its citizen သူရဲ့နိုင်ငံသားတွေကို for international travel နိုင်ငံတကာကိုခရီးသွားဖို့အတွက်တိုင်နိုင်ငံတော်ကနေအစိုးရကနေပြီးတော့တရားဝင် ထုတ်ပေးထားတဲ့ကပ်ပါတယ်အဲ့ဒီကပ်လေးကိုတော့တကယ်ရဲ့ဘာလို့ခေါ်မလဲ passport လို့ခေါ်တာပေါ့နော် နံပါတ်2အီတိုမိုအန်နန်မှာပဲ is a get သူလဲ get တစ်ခုပါပဲ given to passenger ခီးသည်တွေကိုပေးတာပါပြီးရင်ခီးသည်တွေက to fill with personal information ကိုဖြည့်ပေးရမယ်အပြင် show to immigration လူဝင်မှုကြီးကြပ်ရေးဌာနကိုအဲ့ဒီကပြားကိုပြရမယ် in a foreign country တခြားနိုင်ငံကိုရောက်သွားတဲ့အခါမှာဒါကတော့တစ်ချက်တို့အတွက် arrival get စိုက်ရောက်ကပြားလေးပဲဖြစ်ပါတယ်နော် number 3ဒါလည်း A သို့မဟုတ် ANN မှာပဲတဲ့ is held by a co-pilot เนาะလက်ထောက်လေယာဉ်မှုကို အကူအညီ ပေးရပါတယ် also known as the first officer of the aeroplane ဒီလေယာဉ်မှာကိုသူ့ကို first officer ပထမဆုံးအကြီးတန်းရရှိလို့လဲသူ့ကိုခေါ်ပါတယ်တာလေးကတော့တကယ်လို့ captain ပဲဖြစ်ပါတယ်เนาะ Number 4 passenger flying to another country ဒီချက်တော့တခြားနိုင်ငံကိုသွားလဲမယ်ခီးသွားတွေဟာတဲ့ကန်ပိုင်းချောကလက်တွေဝယ်လို့ရမယ်ပါဖျွမ်လက်ဇရီအိုက်တမ်ဇိမ်ခံပစ္စည်းတွေဝယ်လို့ရတယ်တဲ့ et cetera အစရှိသဖြင့်ပေါ့နော်ဘယ်မှာလဲဆိုရင် from the black at the cheaper price ဈေးနှုန်းလည်းတတတတနဲ့ရပါတယ်ဒါဆိုတခြားတို့ဘယ်ဆိုင်မှာဝယ်ရမလဲ duty free shop မှာဝယ်ရမှာပေါ့ number 5 a2 မဟုတ် ann မှာပဲ blank is a cat တခုပါတဲ့ that gives a passenger permission ပေးတာခွင့်ပြုဝင်ပေးတာပါ to board the plane လေယာဉ်မော်တက်ဖို့ခွင့်ပြုဝင်ပေးတဲ့ cat ဆိုတော့ဒါကတော့ကျတော့ boarding pass ပေါ့เนาะ လေရင်ပေါ်တက်ခွင့်ကပ်ပြားလေးပဲဖြစ်ပါတယ်နံပါတ်6ဒါလည်းအေတုမုတ် ANN မဲ့ထည့်ရအောင်နဲ့ is a building အဆောက်အဦးပါ within an airport လေစိတ်ထဲမှာရှိပါတယ် where အဲ့ဒီမှာ passenger arrive and depart နော်လေစိတ်ထဲကိုဆိုင်ရောက်မဲ့သူတွေထွက်ခွာမဲ့သူတွေအကုန်လုံးဒီအဲ့ဒီမှာနားနေလို့ရပါတယ်ဒါလေးကတော့ airport terminal လေးပဲဖြစ်ပါတယ် အချက်နံပါတ်2ကိုဆက်ကြည့်အောင် look at the names or currency အောက်မှာငွေကြေးနာမည်တွေပေးထားပါတယ်နောက်ပြီးတော့ country အဲ့ဒီငွေကြေးကိုသုံးတဲ့နိုင်ငံနဲ့ and currency code သူတို့ရဲ့ငွေကြေးကုတ်တွေပါ given below and complete the table ဒါဆိုတချို့အရာလေးတွေနဲ့ပြည့်ရအောင်ဒါတချို့ box တဲက currency နဲ့ country လေးကိုအရင်လေ့လာရအောင်ပထမအဆုံးတစ်ခုကတော့ pound sterling နဲ့ sterling pound ပါအဲ့ဒါကိုတချို့ဘယ်နိုင်ငံမှာသုံးမလဲ united kingdom မှာသုံးပါတယ်เนาะ နံပါတ်2 US ဒေါ်လာပါ US ဒေါ်လာကိုတော့ United States of America မှာသုံးပါတယ်နံပါတ်3 Singapore ဒေါ်လာဖြစ်ပါတယ် Singapore မှာပဲသုံးပါတယ်နံပါတ်4ကတော့ Yuan ဖြစ်ပါတယ် China မှာသုံးပါမယ်နံပါတ်5ကတော့ Baht ပါ Thailand မှာသုံးပါမယ်เนาะနံပါတ် F ကတော့ကျတို့မြန်မာနိုင်ငံမှာသုံးတဲ့ကျပ်ပဲဖြစ်ပါတယ်နံပါတ် G ကတော့ Euro ပါ Euro ကိုတော့ကျတို့က European Union Country เนาะဥရောပသမရသမဂနိုင်ငံတွေမှာသုံးပါတယ်เนาะ Number H ကတော့ Yen ပါ Yen ကတော့ Japan နိုင်ငံမှာသုံးပါတယ်အဲ့ဒီချက်တို့အရာလေးတွေကိုအောက်က currency code လေးတွေနဲ့တွဲပြီးတော့ဖြေရအောင်เนาะ Number 1 SGD ကိုတချို့တို့ဗမာသုံးမလဲဆိုတဲ့ချက်ကတော့ SGD ဆိုတာစင်ကာပူဒေါ်လာဒါကြောင့်စင်ကာပူနိုင်ငံမှာသုံးမယ်လို့တချို့ဖြည့်ပေးထားပါတယ်။ Number 2 THB THB ကတော့တချို့တို့ဘတ်ဖြစ်ပါတယ်။ဒါကြောင့်ထိုင်းလန်မှာသုံးပါတယ်။ Number 3ကတော့ CNY မှာ CNY ကတော့ Yuan ပေါ့ချိုင်းနာမှာသုံးပါတယ်။ Number 4 GBP ပါ GBP ကတော့ Pound Sterling ဖြစ်ပါတယ်။ United Kingdom မှာသုံးပါတယ်။ ်နံပါတ်5 USD US ဒေါ်လာပါเนาะ The United States of America မှာသုံးပါတယ်နံပါတ်6 MMK ကတော့သူတို့ရဲ့မြန်မာနိုင်ငံမှာသုံးတယ်ကျက်ပါနံပါတ်7 EUR EUR ကတော့ Euro ဖြစ်ပါတယ် European Union country တွေမှာသုံးပါတယ်နံပါတ်8ကတော့ JPY ယန်ငွေကြေးဖြစ်ပါတယ် Japan နိုင်ငံမှာသုံးပါတယ်เนาะဒါဆိုရင်တော့ကျွန်တော်တို့ listening လေးကိုနားထောင်ရအောင်ပြီးရင်ဒီ channel တူ answer တွေဖြည့်ကြည့်မယ်เนาะ listening လေးကိုတိတိကျကျလေးနားထောင်ပါ Listening and speaking. Conversation 1. Good afternoon. Where are you flying today? Yangon. Please show me your passport. Are you checking in any bags? Just this one. Here is your boarding pass. Your flight departs from gate 13, and it'll begin boarding at 1540. Your seat number is 7C. Thank you. Conversation 2. Excuse me, is this snack popular as a souvenir? Yes, it is. It is produced in a traditional way. This brand is especially popular here. I see. I'll take five boxes. Could you wrap them separately? Conversation 3 I'd like to exchange kyat to US dollar, please. You can look at the exchange rate on the board. How much would you like to exchange? I'd like to exchange 300,000 kyats.

listening လေးနားထောင်ပြီးဆိုတော့ဒီချက်တို့နံပါတ်3လောက်လို့ရပါပြီ listening to that conversation and number the following အဲ့တော့ကျေတော့က listening မှာ conversation လေးကိုနားထောင်ပြီးပါပြီ။ဒါကြောင့်ကျေတော့ကနံပါတ်လေးတွေတက်ပေးလိုက်ရုံပါပဲเนาะ။ဒီချက်ကတော့အဖြေလေးတွေရေးပေးထားပါတယ်။သားတို့သမီးတို့ listening နားထောင်ပြီးသွားပြီဆိုတော့ light တိုက်ကြည့်ပါเนาะ။အဲ့တော့ဒီချက်ကဒီမှာ number 1 track ကို at the check in desk ဖြေပေးထားပါတယ်။ number 2ကတော့ at the duty free shop ဖြစ်ပါတယ်။ number 3 at the money ချိန်ကြပါ number 4နောက်ဆုံးတစ်ခုကတော့ at the immigration counter ပါเนาะဒါတို့သမီးတို့ listening လေးကိုတိတိကျကျနားထောင်ပြီးပြီဆိုရင်တော့ answer လေးလေးလိုက်တိုက်ကြည့်ပါเนาะ number 4ကလည်း listen ကိုနောက်ထပ်တစ်ခေါက် listening ပြန်လုပ်ရမှာပါเนาะ listening again and complete the conversation အဲ့တော့ listening လေးကိုတိတိကျကျပြန်နားထောင်ပါပြီးမှ number 4ကိုဖြေပါအဲ့တော့ number 4အတွက်နောက်တစ်ခေါက်နားထောင်ပြီးပြီဆိုရင်တကယ်လို့ဖြေကြည့်ရအောင်เนาะ conversation 1လေးကိုစဖြေရအောင် Staff ကနှုတ်ဆက်ပါပြီ။ Good afternoon. Where are you flying today? Passenger Yangon. Staff, please show me your passport. Are you checking in any bags? Passenger, just this one. အဲ့တော့ဒါတို့မျိုး listening နဲ့မှာတိတိကျကျနားထောင်ပြီးပြီဆိုရင်တော့ဒါလေးတွေကိုတခြားဖြေနိုင်မှာပဲဖြစ်ပါတယ်เนาะဒီချိန်လေးဒီမှာဖြေပေးထားပါတယ် staff ကဆက်ပြောပါပြီ here is your boarding pass Your flight departs from gate 13 and it will begin boarding at 1540. Your seat number is 7C. Conversation 2 Customer, excuse me, is this neck popular as a souvenir? Clerk, yes it is. It is produced in a traditional way. This brand is especially popular here. Customer, I see. I'll take five boxes. Could you wrap them separately? Conversation 3 Customer, i like to exchange check to US dollar, please. Clerk, you can look at the exchange rate on the board. Customer, i like to exchange 300,000 jets. Clerk, your passport, please. Customer, here you are. conversation 4 officer please show your arrival card and passport passenger here you are officer kindly look at the camera here thank you and join your stay passenger thanks practice each conversation in pairs အဲ့တော့တအားတို့မျိုး listen လေးနဲ့နားထောင်ပြီးပြီဆိုရင်ဒီချက်ကဒီမှာ answer လေးတွေလည်းထည့်ပေးထားတယ်တအားတို့မျိုးနားထောင်ပြီးသွားရင်ပြန်ပြီးတော့ answer လေးတွေတိုက်ကြည့်ပါ number 5ကတော့ practice လုပ်ရမှာပါ each conversation ဒီ conversation လေးခုတစ်ခုစီကို in pair နှစ်ယောက်တစ်တွဲလေးလေ့ကျင့်ရမှာပဲဖြစ်ပါတယ်เนาะ This is the end of my lesson thank you for watching see you on next lesson